အိန္ဒိယနိုင်ငံဗုဒ္ဓဂါယမှာသာသနာပြုနေတဲ့အကြောင်းနိုင်ဆရာတော်တစ်ပါးကိုရှေဘူပကဖကလူဝေလဲဖမ်းဆီးလိုက်တယ်လို့ဖမ်းဆီးခံရပြီးတပတ်ခန့်အကြာအထိပြန်မလွတ်သေးလို့ ပြည်ပြည်ဆိုင်ရာတာသနာပြုဆရာတော်တပါးကို NUG ရဲ့ PDF တွေကအလွဲတကူတက်ပြတ်လိုက်မှာကိုတန်ဃာဒုကစိုးရိမ်နေကြတယ်လို့ MTNU ကကနအူးစုံစမ်းသိရပါဗျ။ဖြစ်စဉ်မှာပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကရွှေဘုံမြို့နယ်မြင်းစည်းရွာဇာတိဖြစ်တယ်လို့အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာမှာဝင်းဝင်းနိုးစီမြန်မာကျောင်းကိုတည်ထောင်တာသနာပြုနေသူဆရာတော်ဒေါက်တာဝိတုဒ္ဒဟာအိန္ဒိယနိုင်ငံသို့ပြန်ကြွဖို့ရန်ကုန်မြို့သို့ကားနဲ့ပြန်လည်ထွက်ခွာလာစဉ်ရွှေဘုံမြို့အနောက်ဘက်အထက်ကင်းပြားရွာအနီးအရောက်ဆရာတော်ကိုရွှေဘုံအခြေဆိုင် PDF က်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။တောင်ပုလဆရာတော်အရှင်ပညာဘောကနဲ့နမေကျော်ဆရာတော်တပါးဖြစ်တဲ့ဥတုနန္ဒအပါဝင်တန်ဃာတော်တွေကလူမှုကွန်ရက်မှာဆရာတော်ကြီးကိုပြန်လွတ်ပေးပါရှေဘုံမြို့အနောက်ဘက်အထက်ကင်းပြရွာအနီးရှေဘုံရန်ကုန်ကအိန္ဒိယသို့ပြန်ကြွမဲ့ဆရာတော်ကို PDF အဖွဲ့ကနိုဝင်ဘာ9ရက်နေ့ကဖမ်းဆီးခေါ်ဆောင်သွားတာလို့သိရပါတယ်ဆရာတော်ကအိန္ဒိယမှာဝင်ဝင်နိုးစီမြန်မာကျောင်းတီထောင်ကတာသနာပြုနေသောနှစ်နိုင်ငံချစ်ကြည်ရေးတိဆောက်ကအိန္ဒိယမှာကျောင်းတက်နေတဲ့မြန ြန်မာယဟန်တော်တွေကိုကူညီနေတဲ့ဆရာတော်မှုဖန်ဆီးထားတဲ့အဖွဲ့များမှပြန်လည်ပို့ဆောင်စီခြင်းပါတယ်ဆရာတော်ကိုငွေတွက်ပြန်ပေးဆွဲတယ်ဆိုလဲအကျိုးမရှိပါဘူးစင်ရဲစွာသာသနာပြုနေသူမှုပြန်လည်ပို့ဆောင်ကြပါရန်တိုက်တွန်းပါတယ်လို့တိုက်တွန်းရေးသားထားပါတယ်ဒါပေမဲ့ MTNU ရဲ့စုံစမ်းမှုအရ NUG ရဲ့ PDF အဖွဲ့ဖြစ်တဲ့ရွှေဘူပကဖတွေကဒေါက်တာဝိတုဒ္ဒနဲ့ဒုံလပတ်ကိုရင်ကြီးတပါးကိုလူဝဲလဲဖန်ဆီးတဲ့အပြင်ရွှေဘူဒေသခံအမျိုးသမီးတို့ဦးကိုလည်းဖန်ဆီးသွားကြောင်းဒေါက်တာဝိတုဒ္ဒမှာပြီးခဲ့တဲ့သတင်းကြော်လာပြ ြင်းလေးကရေပုံမြို့ပေါ်ရှိတငယ်ချင်းဆရာတော်တပါးရဲ့ဖျားထီးတင်တို့အိန္ဒိယနိုင်ငံမှတဆင့်လာရောက်ချင်းဖြစ်ပြီးတာသနာပြုထာနေတို့ပြန်ရေးရန်ကုန်တို့ပြန်အကြွမှာရေပုံပကပတွေကဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်ဆရာတော်ကမြင်းစည်းရွာနဲ့ရေပုံဒေသတဝိုင်းမှာခလေးငယ်တွေကိုကိုတူကိုထပညာတင်ကြားပေးနေတဲ့အတွက်ရေပုံပကပကပြူစောတိဖုံးကြီးလို့တမုတ်ခါဖမ်းဝရမ်းထုတ်ထားပြီးအဲ့ဒီအချိန်ဆရာတော်ကရေပုံတို့ပြန်လာတာကိုသိရှိသွားလို့အပြန်ခီးမှာပိတ်ဆို့ဖမ်းဆီးတာဖြစ်ကြ ောင်းနဲ့အဆိုပါလမ်းပိုင်းပိတ်ဆို့ဖမ်းဆီးမှုအတွင်းကား၃စီးနဲ့ကြက်သိန်း30ကိုလည်းရှေဘူပကဖကယူငင်သွားတယ်လို့ MT News ကစုံစမ်းသိရပါတယ်။ဒါအပြင်ဒေါက်တာဝိတုဒ္ဓမှာအိန္ဒိယစာတင်သားတန်ဃာတွေကိုကူညီပေးနေတယ်လို့ကလေးငယ်တွေကိုလည်းစာပေတင်ကြားပေးနေကြောင်းပြူစောတီဖုန်ကြီးမဟုတ်တယ်လို့ဆရာတော်ရဲ့ရှေဘူရှိကျောင်းဝဲကိုလည်းနှစ်ကြိမ်စစ်ဆေးခံရဘူးကြောင်းဒီလိုအစွန်းနှစ်ဖက်မှကင်းလွတ်တဲ့ဆရာတော်ကိုရှေဘူပကဖကခြေလွန်လက်လွန်မတက်ဖြတ်ခင် NUG နဲ့တာ ဝန်ရှိသူတွေကတားမြစ်ပေးဖို့လိုကြောင်းစာတပြည့်တောင်းဆိုရေးသားနေတာကိုတွေ့ရပါတယ်။နေဦးတော်လိုင်းရေးစတင်ချိန်မှာယခုနှစ်ဩဂုတ်လ14ရက်နေ့အထိအကြမ်းဖက်အဖွဲ့တွေရဲ့လုံရကြောင့်တန်ဃာတော်အပါတရားကျော်တပ်ဖြတ်ခံထားရတယ်လို့တန်ဃာအပါတရားဝင်းကျင်မှလည်းဖန်စီပြန်ပြီးဆွဲခံထားရပြီးအဆက်အသွယ်မရပဲပျောက်ဆုံးနေကြတယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်ပေါ် MT News သတင်းဌာနအနေနဲ့တက်ဆိုင်ရဘတ်အသီးသီးကိုဆက်လက်အတည်ပြုနေပြီးထပ်မံတရှိရတာတွေကိုဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။